ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလားကျွေးရေးသားတဲ့မင်းအောင်လှိုင်ရဲ့နောက်တစ်ကြိမ်ဘန်ကောက်တော်လာဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။မင်းအောင်လှိုင်ကမြန်မာနှစ်သက်9နှစ်ဧပြီ18ရက်မှာမလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်နဲ့တွေ့ဆုံဖို့ဘန်ကောက်ကိုရောက်ရှိလာမယ်လို့သိရပါတယ်။အန်ဝါဟာထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်ဝါထွာနဲ့တွေ့ဆုံရန်ဘန်ကောက်ကိုရောက်ရှိနေစဉ်အတွင်း မင်းအောင်လိုင်ကလာတွေ့ဖို့ဖုံးဆက်ခေါ်လိုက်ခြင်းလည်းဖြစ်ပါတယ်။အန်ဝါက၎င်းဖုံးတစ်ချက်ဆက်လိုက်ယုံဖြင့်ယခုလိုမြန်မာနှစ်တကူနှစ်ဆန်းတရက်လိုအခါကြီးရက်ကြီးတွင်ပင်တွေ့ဆုံဖို့သဘောတူခဲ့ခြင်းအတွက်ကျေးဇူးတင်ကြောင်းနဲ့နိုင်ငံတွင်းစစ်စင်ရေးများရက်တံမဲ့ဆိုလျင် အကူအညီများ ပေးမယ်လို့ရှင်းရှင်းလင်းလင်းအသိပေးသွားမယ်လို့ဆိုပြီးယခုတွေ့ဆုံမဲ့အရေးဟာလေလူသားချင်းစာနာထောက်ထားမှု နောက်ခံတဲ့ တွေ့ဆုံခြင်းဖြစ်တယ်လို့ပြောကြောင်းမလေးသတင်းစာများမှာရေးသားထားပါတယ်။အန်နွာဟာ၎င်းမှအပြစ်ရရန်ဖုံးဆက်ပြောပြီးနှစ်ရက်အကြာမှာမင်းအောင်လိုင်မှရက်ဆိုင်ပေးခဲ့တယ်လို့လည်းပြောပြန်ပါတယ်။မင်းအောင်လိုင်ဟာဘန်ကောက်တွင်သူကိစ္စနဲ့သူရောက်နေတဲ့အန်နွာအီဗရာဟင်တဦးရဲ့နဲ့သာတွေ့ဆုံမှာဖြစ်ပါတယ်။သတင်းမှာတာဆင်နဲ့တွေ့ရန်ရှိတယ်လို့ဖော်ပြမထားပေမဲ့အန်နွာကမူ၎င်းနဲ့တွေ့ရန်ရှိတယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂမှာပင်စစ်ကောင်စီရဲ့အဖြစ်ရည်ကြီးဟာဟန်ပြတာဖြစ်ကြောင်းသခိုင်းမကွေဘကူမန္တလေးကရင်နီရှမ်းချင်းအေယာဝတီကချင်ကရင်မွန်နဲ့ရခိုင်တို့မှာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများဆက်လက်ကျူးလွန်ခဲ့ကြောင်းနဲ့ဧပြီ9ရက်နေ့ဝန်တုမြို့နယ်လေကြောင်းတိုက်ခိုက်မှုမှာတေဆုံးခဲ့ကြတဲ့ကလီးငယ်များနဲ့ပြည်သူများရဲ့တည်င်းတက်ပုံကိုလည်း ပြန်ပြောဆိုသည့်တိုင်ယုံကြည်နေခြင်းသည်မိများအထိယူတို့လှပေသည်မင်းအွန်လိုင်းကပါဇက်ကအပြည့်ရဲ့ရေးနောက်ထပ်6လတက်တန်းထပ်တိုးပေးမယ်လို့ပြောရင်လေယုံကြည်ရမယ်လူများသာဖြစ်ပါတယ်။ဒါစင်နဲ့အာဆီယံဟာတရုတ်ပြက ထားရနေစီယာသွားတပြည့်ကြီးအားတိမ့်သွင်းလို့ရမယ်လို့ယူဆနေဒီကလည်းအံ့ဩပွေရပင် ဖြစ်ပါတယ်ငလီနိုင်ငံကြီးနဲ့လူရဝင်လာတဲ့မင်းအောင်လိုင်ဟာသွေးနှထင်ရောက်လာပြီးပြီးခဲ့တဲ့ဘန်ကောက်ခရီးစဉ်မှာ အစ်စ်နိုင်ဆက်ဆံခဲ့ရသည်ကိုအမှတ်ရှိပုံမရပါဘူးယခုလည်းတရုတ်ကြီးရဲ့တပြည့်တပန်းအဖြစ် လူရဝင်းကျင်နေပုံရပါတယ်။အန်နွာကဖုံးလေးတစ်ချက်ဆက်ယုံများနဲ့အပြေးပောက်ချလာခြင်းလည်းဖြစ်ပါတယ်။ ၎င်းအဘဲကြောင့်အန်နော်ဟာမလေးရှားသို့မဖိတ်ကြားပဲနေလီသည်နီဆိုဒီကိုလည်းစဉ်းစားနိုင်ခြင်းမရှိပါဘူးမိတို့ပင်ဆိုစီမြင်းကလင်ကြီးကြောင့်၎င်းတို့ရာတင့်နေပြီမှာကြာပြီဖြစ်တဲ့နိုင်ငံတကာအသိမှတ်ပြုခံရမှုဆက်ရောက်လာလိမ့်ပြီလို့ကြီးနူးနေကြမိတာဖြစ်ပါတယ်၎င်းတို့ဘက်ကလူထုခံစားနေရတဲ့ဒုက္ခဒုက္ခများကိုမှီးပြီးတော့အခွင့်အရေးရနိုင်တဲ့မြတ်တည်ယူနိုင်မှုစီမံနေကြပြီဖြစ်ပါတယ် လာရှိုချင်းတောင်မှလွတ်မြောက်ခဲ့တဲ့နိုင်ငံကြီးအချင်းသား200ခန့်နဲ့စီရီယံဝန်ထမ်းများဟာစစ်ကောင်စီတပ်များလာရှိုကိုဝင်မလာမီအ мян ရွှေ့ပြောင်းမှုပြင်ဆင်နေကြတယ်လို့ DBV သတင်းကဆိုပါတယ်။အများစုကလောက်ကရင်ပါဝင် MND ထိမ့်ချုပ်ထားတဲ့မြို့များသို့ရွှေ့ပြောင်းကြမယ်လို့သိရပါတယ်။လာရှိုမြို့ပေါ်ကစစ်ကောင်စီမှ အုပ်ချုပ်မှာဖြစ်ပြီး MND ကမြို့ပြင်ရှိကြီးရွာများကိုထိမ့်ချုပ်ထားမှာဖြစ်ပါတယ်။ လာရှိုရှိတရုတ်ကောင်စစ်ဝန်ယုံမှနှစ်ဖက်တက်များကြားကြားနေသူအဖြစ် ထိမ့်သိမ့်သွားမယ်လို့ဆိုပါတယ်ထိုတိုင်းဆိုကတရုတ်ဟာစစ်ကောင်စီအားရဲရွာငြိမ်ဖို့ပြည်ပြားရေးကိုသာတာဝန်ယူခိုင်းပြီးလာရှိုမှတဆင့်ရှမ်းမြောက်ဒေသရှိနိုင်ငံရေးစီရေးစီးပွားရေးများကိုကျူးကန်သွားမယ်ပုံစံမျိုး ဖြစ်လာနေပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။